ဲဒီတောက်ပြီးတော့ရွှေဆွဲပြားပောက်ဖို့အတွက်စိတ်အားထက်သန်နေတဲ့သူတွေလည်းအများကြီးရှိတာကြားရတယ်။အဲ့စိတ်အားထက်သန်နေတဲ့သူတွေလည်းမှာမှာကျွန်တော်တခုလည်းအပါဝင်ပါတော့။ကျော်စုစုပေါင်း928ပြားမှာအဲ82ပြားဆိုတော့အ458ပြားတောင်ကျန်သေးတယ်ဆိုတော့ ready ဝယ်တောက်ဖြစ်တဲ့အခါတိုင်းမှာဘူးဖုံးလေးတွေကိုစစ်ကြည့်ဖို့မမေ့ပါနဲ့ရှင် ်88ပြားထဲမှာဒီလို80ကျော်လား82ပြားလားကန်ထူကဘယ်လောက်ကျန်လဲကိုကြီးကျွန်တော်အပေါင်းလုံးနဲ့တောင်းတခံရတယ်။ဆိုင်မဝဲတောက်ပြီးတော့မှဖွင့်လိုက်တဲ့အချိန်မှာဂိုးဆိုတာလေးပါတော့အရန်ဝါတာသွားတယ်ပေါ့နော်။ ာဒီနေ့ကတော့ဒါကျွန်တော်တို့ riot ဒီကနေပြီးတော့စားသုံးသူမြို့ပြည်သူတွေကိုပြန်လည်ပြီးတော့မေတ္တာတောင်းတဲ့အချိန်မှာ928ချစ်ခြင်းမေတ္တာကိုပြသတဲ့ပွဲလေးဖြစ်ပါတယ်ဒီပွဲလေးမှာဒါကျွန်တော်ကမန္တလေးကအဲပြည်သက်တွေနဲ့ပြည်စုံအောင်ပွဲကိုတက်ရောက်ပြရဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်ကလည်းဒီ desktop တောက်ဖြစ်နေရတယ်။ဘာလို့လဲဆိုတော့ဒီအပိုင်းကဟိုကျွန်တော်လည်းလည်း body weight တက်လာတာကြောင့်လည်းပါတယ်။ကျွန်တော်ဒါဟို weight loss နေချင်တယ်လို့အများကြီးလို့တော့ချွေးရမ်းထွက်တယ်။ထွက်တဲ့အချိန်မှာဒါ radio နေချင်တယ်လို့ပြောသွားပြီးတော့ desktop တောက်တောက်ဖြစ်နေတယ်။ဒီအချိန်မှာကျွန်တော်ဝင်ပြရတဲ့ဒီတွေကတော့အများကြီးစလိုက်စလိုက်ပေါက်သေးတယ်။ဒါပေမဲ့ဆူဆွဲပြတော့ကံမထူးသေးဘူး။ဆူဆွဲပြကံထူးရင်တော့ခုန stage ပေါ်မှာလို့ပဲဆူဆွဲပြပြန်ရောင်းပြီးတော့တကယ်လိုအပ်တဲ့သူတွေကိုအဲလှူပေးမယ်။ကျွန်တော်ပြပါ thank you ဒီနေ့အထိဆိုရင်ရွှေဆွဲပြကန်ထူရှိ82ဦးရှိပါပြီ။မန္တလေးမြို့မှာရောပြီးတော့မြန်မာနိုင်ငံအနှံ့အပြားကကောရွှေဆွဲပြကိုစုစုရရှိရတဲ့တွေအများကြီးရှိနေပြီပေါ့နော်။ဆိုတော့စုစုပေါင်း928ပြားမှာ82ပြားဆိုတော့ 458ပြားတောင်ကျန်သေးတယ်ဆိုတော့နောက်ထပ်လည်းကန်တူးရှင်များစွာထွက်ပေါ်လာနိုင်ပါသေးတယ်ဆိုတော့ ready ဝယ်တောက်ဖြစ်တဲ့အခါတိုင်းမှာဘူးဖုံးလေးတွေကိုစစ်ကြည့်ဖို့မမေ့ပါနဲ့ရှင်အမှတ်တရတင်ထားမယ်ချင်တယ်ဒါဟိုကန်တူးလို့ရတဲ့စုလေးဆိုတော့ဒီကန်ကောင်းလို့ပောက်တဲ့ရွှေပြားလေးကိုနောက်ထပ်ရွှေတွေအများကြီးစုမိအောင်ပေါ့တင်ထားပြမယ်ချင်ပါတယ် ွှေဆွဲပြားဟိုတော့ ready တောက်ပြီးတော့ရွှေဆွဲပြားပောက်ဖို့အတွက်စိတ်အားထက်သန်နေတဲ့သူတွေလည်းအများကြီးရှိတာကြားရတယ်။အဲ့စိတ်အားထက်သန်နေတဲ့သူတွေလည်းမှာမှာကျွန်တော်တခုလည်းအပါဝင်ပါတော့ကျွန်တော်ကိုယ်တိုင်လည်းဒါ ready အခု one priority တွေကကျွန်တော်ရန်ကုန်မှာကျွန်တော်တောက်ဆက်တောက်တိုင်းတောက်တိုင်းပောက်တယ်။ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်လည်းရွှေဆွဲပြားကန်လို့ရှင်ပါတယ်။ မတော့ရသေးတဲ့မပေါက်ကမပေါက်သေးတဲ့သူတွေအနေနဲ့လည်းထပ်မံပြီးတော့ကန်ဆန်းကြပါလို့ပြီးတော့ဒီ Riyadi ရဲ့ဟိုသီးစုံရောစပြစ်ဘူးတွေရဲ့ဒီအဘူးဖုံးတွေထဲမှာဒါသူတို့ရဲ့မေတ္တာတုံ့ပြန်ထားတဲ့ Riyadi ရဲ့မေတ္တာတုံ့ပြန်ထားတဲ့အားကိုတစ်ချက်စစ်ကြဖို့လည်းကျွန်တော်လက်ပြီးပေးချင်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တီးဆုံးအာတက်စာအဖြစ်ပြောရင်အရသာလေးတစ်မျိုးပြီးရင်ကျွန်တော်စပြည့် ာတက်စားအပြီးတော့အရတာတွေနှစ်မျိုးရှိပါတယ်ကျွန်တော်က original အရတာနဲ့စပီအရတာတွေကျွန်တော်နှစ်မျိုးရှိပါတယ်ခင်ဗျာတော့ဒါအခုဆိုလို့ရှိရင်ရွှေဆွဲပြားကိုမန်ဒီမျိုးပါလေအောက်ကရင်းကတူရှိနေတယ်အားလုံးပါ50တပူရှိပါတယ်အဲ့တော့ဘယ်လောက်ကျန်လဲအဲ့ဒါဘယ်လောက်ကျန်လဲ50ဟမ်ဟမ်ဘယ်လောက်50ခွန်ပြားအဲ့မန်နေတော့ရကျတူတယ် ကျွန်တော်တို့ဟိုတော့ငနေတာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီချိုးထွက်လုံလာပဲဖြစ်ဖြစ်ပေးမန်းနှွမ်းနေတဲ့အခါကျွန်တော်က ready ကိုလက်သုံးပြီးတော့မှ ready ပဲအများတွေဝယ်တောက်နေချာဖြစ်ပါတယ်။စုမဲပါမှာမဟုတ်ပါဘူးနော်။စိုက်မဝယ်တောက်ပြီးတော့မှထွင်းလိုက်တဲ့အချိန်မှာ goal ဆိုတာလေးပါတော့အရန်ဝါသာသွားတယ်ပေါ့နော်။အကိုတောက်နေချာလေးရနေမှာဒီလိုမျိုးပောက်တော့ဂုံထဲယူပါတယ်ရှင်။ ရန်လည်းကျေးဇူးတင်ပါတယ်ရယ်ဒီအလိုမျိုးလေးစုမဲလေးထည့်ပေးတဲ့အတွက်လည်းဗရီယတီကိုလည်းကျွန်တော်အများကြီးတောက်သုံးပါပါကဲဆဲမမပါခဲ့လဲတောက်နေမှာပါပဲဟိုတော့ငနဲ့တောက်ခဲ့တာဆိုတော့လေဗရီယတီလည်းဒီထက်မှကရောင်းကောင်းပါစေဟိုဘယ်လိုပြောမလဲဒီထက်မှကစားတဲ့တဘူလည်းတိုးတက်ပါစေလို့လည်းဆုတောင်းပေးပါတယ်ရှင်နောက်ကြနောက်ပြန်လာပေါက်ခိတ်လာ။ကျောင်းမမမသိ။ဟမ်။ကျောင်းမမ။ဘာလို့လဲတနေ့ကြောက်။ယောက်ကြောက်ပြီမလား။ ပေးမှာပေါ့လေးတော့ပေးမယ်လေးအေးဟေးမောင်မောင်နားထဲငါပြင်းတော့ရောင်းပြီလေးအောင်ဝေးယောက်ျားပါလာတယ်ဟုတ်ပါဟောရေပါတော့သွားပြီဗျာအဲ့ပါတဲ့နာစမ်းဖြည့်ဆွဲပြပေါက်တဲ့သူတွေမှာအလုတ်ပြန်လို့ဝယ်တော့တာပေါက်သွားတဲ့သူတို့တကယ်လိုအပ်နေတဲ့အချိန်မှာပေါက်သွားတဲ့ သူတို့ဆိုတော့သူတို့ရဲ့ပီတိစကားလေးတွေကြားရတာအရင်ပဲဟိုဘေးကနေပြီးတော့ပီတိလည်းဖြစ်ရတယ် variety ရဲ့ကိုစားလည်းဝမ်းတာမိပါတယ်ဒီတော့ငါ28ပြားထဲမှာဒီလို80ကျော်လား82ပြားလားကန်နူကဘယ်လောက်ကျန်တာကိုကြီးကျွန်တော်အပေါင်းဆုံးနဲ့တောင်းတခံရတာ ပိုင်ဆိုင်သွားပြီအလင်းပါလို့ဖွင့်ထားပါဘောဆွဲထားရှင်းမှာထုတ်ပြရမန္တလေးတမျိုးကတ်မလိုက်။အော်အဲ့ဒါလူကပုံပြင်နေလေသူပုံပြင်သွားပြီလေချာ။ဆက်တည်တည်ချင်မှာရမ်းမဲပြောပါရယ်ပေါ့နော်။တခါမှလည်းဒီလိုမျိုးဆွေဆွဲပြဆူမပေါက်ဘူးတော့လေ။ပြောပါရယ်။ဒီတိုင်းပဲအမှတ်တရပဲတင်ထား။ခြားသူတွေလည်းပေါ့နော်ဆွေဆွဲပြဆူပေါက်ဖို့ရလည်းအများကြီးရှိသေးတဲ့အတွက်ကြောင့်ပေါ့နော်။ဒီဝိုင်းရဒီဟိုးပေါ့နော်။တောက်ဖို့ရပေါ့နော်။အဲ့လိုမျိုးပြောချင်ပါရယ်ပေါ့နော်။ဘာလို့မှလည်းဆွေဆွဲပြလို့ အမတ်တရားတိုင်းအမတ်တရားတိုင်းအမတ်တရားတိုင်းဘုရားရှင်ဆရာမရှင်မချိုစီဝင်းကြီးပါတယ်ခင်ဗျာရယ်ဒီဒီကမ္ဘာကအများကြီးဆက်တဲ့ဘုံပို့ပြီးတော့အောင်မြင်ပါစေ။စားသုံးသူမြို့ပြပြည်တွေကိုအမြဲတမ်းဟိုမြစ်တာတုံ့ပြန်ပြီးတော့အဲဒီခုလိုမျိုးအစီအစဉ်ကောင်းတွေများစွာကိုလုပ်ပေးနိုင်ပါစေလို့ကျွန်တော်ဒီကနေ့ပြီးတော့အကြံဉာဏ်ပေးချင်ပါတယ်ခင်ဗျာ။ရယ်ဒီဒီကမ္ဘာကအောင်မြင်ပါစေလို့ဆုတောင်းပါတယ်။ Riety ကိုနှစ်ပေါင်းများစွာအစဉ်ဒီဇိုင်းအားပေးကြတဲ့မိဘပြည်သူများအားလုံးကိုပို့ရ Riety ကိုစားကျေးဇူးအများကြီးတင်ရှိကြောင်းပြောလိုပါရယ်အဲနောက်ထပ်နောက်ထပ်လည်း Riety ကိုစစ်ခင်နှစ်သက်အားပေးကြဖို့ပို့ရပြောချင်ပါတယ်